ဒီနေ့သူရိ self reflection နဲ့ self blaming ရဲ့ကွဲပြားခြားနာချက်ပြီးမတူညီမှုတွေကိုသူရိတီးတလောက်လေးပြန်ပြီးရော sharing လုပ်ပေးမယ်။ Okay ။ဘာပဲပြောပြောဒီ video ကယူတို့အတွက်အကျိုးရှိစေရမယ်လို့အားမခံတယ်။အဲ့တော့ self reflection Okay self reflection ဆိုတာသူရိကို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 ပြန်လဲသုံးသပ်တာ။အမားရရနေပြီးရောသင်ခန်းစာယူရလို့လည်းပြောလို့ရတယ်။ okay အဲအမားကနေသင်ငန်းစာယူရဆိုရဲစကလုံးကသူတွေနဲ့အမြဲရင်းနှီးပြီးသားစကလုံးဖြစ်နေမယ်ပြီးကြရင် အဲ့ဒါကတော့ self reflection ကိုကိုကိုပြောင်းလဲတုံးသက်တာလူတစ်လူခွဲကျတော့ sub blame ကိုကိုကို blame လုပ်တာမကောင်းမြင်တာကိုကိုကိုအပြစ်တင်ပြောဆိုတာအဲ့တော့မိခွန်းလေးတစ်ခုတော့ရှိလိမ့်မယ်ဘယ်သူတွေကမြန်ကိုကိုကိုအပြစ်တင်ပြောဆိုနေလို့လဲပေါ့လူတိုင်းကတော့ကိုကိုကိုအကောင်းမြင်ကြတာပဲဟုတ်တယ်မှန်တယ်လူတိုင်းကတော့ကိုကိုကိုအကောင်းမြင်တယ်ဒါပေမဲ့ကိုကိုကိုအကောင်းမြင်တယ်လို့ထင်နေရင်းနဲ့ပဲ blame လုပ်နေတတ်တယ်ကိုကိုရိုင်းအောင်တတိမထားမိပဲနဲ့ကိုကိုကို sub blame လုပ်မိနေတဲ့အခိုက်အတန့်ကြီးရှိတယ် ဆိုပြီးလည်းအဲ့ထင်မှာပါခဲ့ကိုကုတ်ကိုဆိုရင်တော့အမြဲအကောင်းမြင်တဲ့လူလို့အမြဲတွေးခဲ့တယ်။အာငါတော့ positive energy တမားလို့အမြဲထင်ခဲ့တယ်တကယ်တော့မဟုတ်ခဲ့ကိုကုတ်ကို sub blame me လုံးမိလို့လုံးမိနေမှမသိဘဲနဲ့လုံးမိခဲ့တဲ့အခိုက်အတန့်မျိုးရှိတယ်။နော်အဲ့လိုအကြောင်းအရာတွေလည်းရှိတယ်။အမကြသေးခင်မှာဆိုပြီးအဲ့ထူကိုတီးခဲ့ရတာဆိုတော့သူကယူလို့ပြန်ပြီး sharing လုပ်ပြီးမယ်။ဥမာနေပြောရလို့ရှိရင်သူတွေနဲ့စာမွေးပြူကြမယ်ဟုတ် ဆောင်းဝင်းပြည်ဘူးကြရင်ဆောင်းဝဲကန်းနဲ့ထွက်လာရင်သူတို့ပုတ်စာတွေပြန်တိုက်ကြရဲကိုဘေဟာတွေမှားလဲကြည့်ကြရဲအမသူတို့ဆောင်းဝဲဖြေခလိုက်ကြရဲအမဆောင်းဝဲဖြေပြီးတော့ထွက်လာလို့ရှိရင်အမတွေးလိုက်တယ်ဟာငါဒီပုတ်စာလေးကတော့လွယ်လွယ်လေးဒါပေမဲ့ကိုတော့ဆောင်းဝဲမှာရှမ်းပြီးတော့ပဲဖြစ်ဖြစ်မတိလိုက်လို့ပဲဖြစ်ဖြစ်မှားဖြေမိတယ်အဲ့လိုမှားဖြေမိတဲ့အခါမှာဟာ set reflection နည်းနဲ့ကြည့်မယ်ဆိုရင်အော်မှားခဲ့တယ်ငါပင်ညာလေးမှားခဲ့ရလေဒီပုတ်စာမှာငါ ဖြီးမာခဲ့ Okay အဲ့ဆိုငါဘယ်နေရာလေးမှာမာခဲ့ရလဲဟင်ငါဘာတောင်မာခဲ့ရလဲငါမဘာလိုအပ်နေရလဲစရှိတဲ့ပြင်သူကလိုအပ်ချက်တွေ action တွေကိုပဲကြည့်ရယ် self reflection က action ကိုပဲကြည့်ရယ်ဇီရိုလုံဆောင်ချက်တွေကိုပဲကြည့်ရယ်နော်ကိစ္စတည်းတစ်ခုဖြစ်သွားလို့ရှိရင်အဲ process တစ်ခုလုံးရဲ့ action ကိုပဲသွားကြည့်ရယ်ဘာလိုခဲ့လို့မာတာလဲဘာကြောင့်မာတော့တာလဲစသဖြင့်အဲ့လိုမျိုးပဲရှာဖွေတည်ရှိရယ် ကဲလို့ supplement နဲ့လုံးမယ်ဆိုတော့ supplement နဲ့ကြီးမယ်ဆိုလို့ရှင်ကြတော့ဆောင်းမိတ်ကနေထွက်လာရဲ့မားတဲ့ဟာကိုတိလာရဲ့ဒီပု္ပ္ပစာကြီးကိုကမားခဲ့တယ်အဲ့မှာမှားသူဝင်တဲ့တွေကဘယ်နေရာမားခဲ့ရလဲဆိုတော့အတွေ့မဟုတ်ဘူးနဲ့မဘာလို့မားခဲ့ရလဲဒီလောက်ငါလွယ်လွယ်လေးကိုငါမားခဲ့ရတာငါတုံးကြလိုက်လားစသဖြင့်ကိုကိုပြန်ပြီးအပြစ်တင်တယ်အဲ့တော့ supplement မှာဒီသူတို့ဟိုဟာ action ကိုမကြည့်ဘူးသူက identity ကိုကြည့်ရလူတယောက်ရဲ့အရေးအသွေးကိုယ့်ရဲ့အရေးအသွေးအရေးချင်းကိုပဲကြည့်ပြီးတော့အပြစ်တင်လိုက်တာ တော့အမားအောင်မမြင်ဘူးဘယ်နေရာမှာလဲဆိုတာလည်းမမြင်တော့ဘူးเนาะအဲ့ဒါကြီးမမြင်ဘူးအရင်ဆုံးဟာနေအတုံးမကြလိုက်တာနေမတော်ဘူးအဲ့လိုမျိုးပေါ့ဒါလေးတော့နေကောင်းအောင်ဖြေနိုင်အောင်လားစသဖြင့်ကိုကုတ်ကိုအပြစ်တင်နေပြောဆိုရဲအဲ့တော့ action ကိုမကြည့်ဘူး identity ကိုကြည့်ရဖြစ်သည့်အတွက်ကြောင့်ဇီရိုနေနဲ့ကိုကုတ်အပြစ်တင်ပြောဆိုတာဖြစ်သည့်အတွက်ကြောင့်ပြောနေမလားလုံးဝပဲเนาะပြောမနေဘူးဘယ်သူမှကိုကုတ်ကိုပြစ်တင်ပြောဆိုပြဟေးငါပြောလိုက်တာဆိုရဲလူရှိမနေဘူးအဲ့တော့ ုကုတ်ကိုပြည်တင်ပြောဆိုရဲ subliminal လောက်တယ်အဲ့လို subliminal လောက်ပြီးသွားရင် depression ရတယ်เนาะ depression ဖြစ်တယ်အာစိတ်သက်တည်ကြရဲအဲเนาะအဲ့လိုမျိုးစိတ်တော့ကရောက်တယ်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ဒါက subliminal ဒီလိုတူညီရဲ့ဖြစ်ရတခုတည်းအဲ့တူညီရဲ့ဖြစ်ရတခုတည်းမှာမှာကြည့်ရရှုတော့မြည်မြင်နေရှုတော့မြည်မတူလို့ရှိရင်ရတဲ့အရာတွေကွဲသွားတယ်အဲ့တော့ subliminal နဲ့ကြည့်ရင် depression ရမယ်စိတ်တော့ကရမယ် ကယ်လို့ self reflection နဲ့နည်းနဲ့ကြည့်လို့ရှိရင်ဇူရီလူနေနဲ့ကိုယ့်ရဲ့အမှားကိုသိနိုင်တယ်။နောက်တစ်ချိန်မှာပြင်ဆင်နိုင်ခွင့်ပြင်ဆင်ဖို့အတွက်နောက်တစ်ခါလဲ plan ချထားပြီးသားဖြစ်မယ်။အဲ့တော့ဇူရီလူနဲ့ပြောချင်တာက self self reflection နည်းနဲ့ကြည့်ခိုင်းတာဒီဟိုကိုယ့်ကိုနင်အမှားမလုပ်ဘူးလို့ပြောခိုင်းတာမျိုးမဟုတ်ဘူး။ကိုယ်အမှားလုပ်ခဲ့လားဟုတ်တယ်ငါဒီအမှားကိုလုပ်ခဲ့မိရဲ့လက်ခံလိုက်။ကိုယ်အမှားလုပ်တယ်ဆိုရဲအချက်ကိုကိုကလက်ခံလိုက်။ လက်ခံပြီးတော့ရင်ဘယ်ညမှာမှားခဲ့ရလဲဘာကြီးမှားခဲ့ရလဲဘာကြီးလိုအပ်နေရလဲအော်ဘယ်ဘာကြောင့်မှားသွားတာလဲအစရှိတဲ့ပြင်မှားရတဲ့အကြောင်းရင်းတွေကိုလိုက်ရှာလိုက်ရှာပြီးတော့နောက်တစ်ကြိမ်မှာဖြစ်ဖြစ်လို့ရှိရင်အဲ့လိုထပ်မဖြစ်အောင်နောက်တစ်ခါထပ်မဖြစ်အောင်เนาะကိုကတတိထားပြီးတော့စင်ကျင်ဖို့အတွက်တိထားရမှာအဲ့လိုမျိုးကိုကုတ်ကို remind ပြန်ပြီးအော်ငါဒီဟာကြီးမှားခဲ့ရပဲမှတ်ထားရမယ်နောက်ခါတော့ငါတိကျပါမှားလို့မရတော့ဘူးเนาะဆိုပြီးကိုကုတ်ကို remind ပြန်ပေးနေနေเนาะကိုကိုပြန်လဲသုံးသပ်ပြီးရာ တော့ဆက်ပလိမိမှာကြောင်မဟုတ်တော့ဘူးမားတယ်မားလို့ရှိရင်နင်အလို့မှားခဲ့ရနင်ညံ့လို့မှားခဲ့တာနင်အတုံးမကြလို့မှားခဲ့ရစသဖြင့်ကိုကိုအပြစ်တင်ပြောဆိုရယ် blame လို့လုပ်တယ် identity လူတယောက်ရဲ့အရေးအသွေးအရေးချင်းကိုပဲကြည့်ပြီးတော့အဲ့အရေးချင်းအရေးသွေးကိုပဲနှိမ်နေဖိနှိပ်တယ်ပြောဆိုတယ်အဲ့တော့ depression ကြရယ်ပြီးကြရင်ယုံကြည်မှုမရှိတော့သူတို့ကိုကိုကိုအပြစ်တင်တဲ့လူတယောက်ဒီနောက်ထပ်ကိစ္စရဲ့လက်ဖို့လဲသူကယုံကြည်မှုမရှိတော့နော်ငါအရင်တော့လို့အတုံးမကြ ဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့နောက်ထပ်ကိစ္စတွေလုပ်ဖို့နောက်ထပ်စွန့်စားဖို့အတွက်ယုံကြည်မှုတွေမရှိတော့ယုံကြည်မှုလည်းပျောက်ဆုံးတယ်။နောက်ပြီးတော့ set revelation နဲ့ set limit မှာတော့လည်းမတူတာတူတာကြတော့ဒီလိုအမြဲတည်ထားမယ့်အရာတခုအဲ့ဒါကြားလဲကြားဘူးလိမ့်မယ်။ perfect မဖြစ်ဘူး။ဘယ်ရာမှ perfect မဖြစ်ဘူး။နော်ပြီးပြည့်စုံနေဆိုတာကဘယ်အရာမှရှိမနေဘူးအဲ့ဒါတခုလို့သူတို့အမြဲတည်ထားဖို့လိုလိမ့်မယ် perfect ဖြစ်တယ်ဆိုတာဘယ်အရာမှမရှိဘူးအဲ့တော့တချို့ကကွာအရင် perfect ဖြစ်ချင်တယ အရန်ပြည့်စုံကျင်တယ်အရန်ပြည့်ပြည့်စုံစုံဖြစ်ကျင်တယ်ကိုလုံးတဲ့ကိစ္စတိုင်းဟာဘယ်ဟာမှအမားတစ်ခုတလီမှမရှိရလေအောင်လိုအပ်ချက်တစ်ခုတလီမှမရှိရလေအောင်ဖြစ်ကျင်တယ်အဲ့လိုဖြစ်ကျင်တဲ့စိတ်တွေများတဲ့အခါမှာကိုကတစ်ခုတလီနည်းနည်းလေးမှားသွားတယ်ဆိုရင်တော့မှတော့မကြိုက်ဘူးနည်းနည်းလေးမှားသွားတယ်ဆိုရင်တော့မှနည်းနည်းလေးမှားသွားတယ်ဆိုရင်တော့မှကိုကူအပြစ်နဲ့နင်ဘာလို့ perfect ဖြစ်အောင်မလုပ်နိုင်ရတာလဲနင်ဘာလို့ဒီလောက်တော့အတုံးမကြရတာလဲဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်အရင် perfect ဖြစ်ချင်တဲ့လူတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဖြစ်တယ် ဲ့တော့ဇွီးတို့ဒီ self reflection မှာက action ကိုပဲကြည့်ရယ် sub blaming မှာက identity ကိုကြည့်ရယ်เนาะအဲ့တော့ sub reflection ဤနဲ့ကိုကိုကိုကြည့်ရင်ဇွီးတို့နဲ့သင်ခန်းစာရရယ်เนาะအမားရဲ့အနေနဲ့သင်ခန်းစာယူရယ်ဆိုတာဒီရစာအမားရဲ့ကိုမြင်နေအမားရဲ့အနေနဲ့သင်ခန်းစာရရယ်နောက်တစ်ခေါက်ထပ်မလုပ်မိဖို့သင်ခန်းစာရရယ်အဲ့တော့ sub blaming နဲ့ကြည့်လို့ရှိရင်ကြတော့ကိုကိုကို blame လုပ်တယ် depression ကြတယ် depression ကြတော့ကိုကိုကိုမပြောဘူးလीနာကျင်စေချင်တာအဲ့တော့ကိုကိုကိုနာကျင်စေရယ် နော်စိတ်ပိုင်းဆရာခန်းစားချက်ရောရုပ်ပိုင်းဆရာခန်းစားချက်ကြီးပါသွားပြီးတော့နိုင်ကျင်စေခြင်းတယ်ဘယ်လိုလဲဆိုတော့ရုပ်ပိုင်းဆရာဆိုလို့အရင်ထိခိုက်သွားတဲ့ထိုးဖန်ရတဲ့ပိုင်းညာအဲ့လိုမျိုးဒီပြောတာမဟုတ်ဘူးစိတ်ပိုင်းဆရာထိခိုက်နေတဲ့လူတယောက်ကရုပ်ပိုင်းဆရာမှာလုံးဝကြီးပျော်ရွှင်ကြည်နူးပြီးတော့အရင် happy ဖြစ်နေတဲ့ညနာလေးရမနေဘူးသိရမလားပြောင်းပြောင်းမနေနိုင်ဘူးနော်ကိုကစိတ်ထဲမှာနာကျင်ခံစားနေရပါတယ်ဆိုမှညနာမှာပျော်နေတဲ့လူမျိုးတွေ့ဘူးလို့လားအဲ့လိုပဲအဲ့တော့စိတ်ပိုင်းဆရာမှာ အာဘယ်လိုပြောမလဲထိခိုက်စီအဲ့ရေရှည်ဖြစ်သွားတဲ့အခါရေရှည်ဖြစ်သွားတဲ့အခါကြာလို့ရှိရင်ကိုကိုကိုအတုံးကြောက်လို့ခံစားလာရတဲ့အာကိုလုံနိုင်တဲ့ကိစ္စလေးဒါမှမလုံနိုင်တော့နော်မလုံနိုင်တော့အဲ့လိုမျိုးတွေဒီမှာဖြစ်သွားစီညုံချီမှုတွေလည်းမရှိတော့ဘူး except blame me ကတော်တော်တော့ကြောက်ဖို့ကောင်းနေနော်အဲ့တော့ကိုကိုကိုအခုနောက်ပိုင်းအပြစ်တွေတင်းနေမိရဆိုလို့ရှိရင်နော်နည်းနည်းပါးပါးတတိလေးထားပြီးတော့စင်ကျင်စီရှင်နေသူရိကိုရန်လည်းအဲ့ရာကိုခုထင်စူးစမ်းပြီးတော့စင်ကျင်နေစေလူတယောက်ဖြစ်တယ် ဲ့တော့ဇူရီလိုမျိုးလူတွေလည်းရှိလိမ့်မယ်အဲ့တော့ယူရောဇူရီက sharing လုပ်ပေးရပြီးကြရင်နောက်ဆုံးတစ်ခု꿰သွားတာတွေတစ်ခုက sun reflection မှာဆိုလို့ရှိရင်ဇူရီလိုနဲ့ तू ကမေးခွန်းမေးလို့ရှိရင်ငါပင်နေရမှားခဲ့ရလဲငါဖားတွေကို ပြင်ဆင်ရမှာလဲအဲ့အမားကိုမေးခွန်းထွင် तू ကအဲ့လိုမေးရ sun reflection မှာအဲ့တော့ supplement မှာကျတော့ငါဖားလို့ glow တောင်အသုံးမကျရတာလဲအဲ့လိုမေးရမေးခွန်းတစ်ခုကဘယ်လောက်တောင်ကွာချလဲဆိုတော့မင်းတို့သိရနော်ဒါက ကိစ္စရက်ကအတူတူပဲနော်ကိစ္စရက်ကအတူတူပဲအဲကိစ္စရက်အတူတူပဲဟိုမှာသူတို့ self reflection နဲ့ကိုကိုကိုပြန်ကြည့်လို့ရှိရင်သူတို့ကိုရရှိရမယ်အကျိုးမြတ်နဲ့ self blaming လုပ်လိုက်လို့ရှိရင်ကိုရရှိလာမယ်အကျိုးမြတ်ကလုံးဝအကွာချားတယ်။အဲ့တော့အခုချိန်အစားပြီးကိုကိုကို self blaming လုံးမိလို့လုံးမိနေမသိဘူးဆိုလို့ရှိရင်တတိထားပြီးတော့ကြည်ပါတက်နိုင်သမျှစင်ခြင်းမှာအဲ့တော့ဒါကစုနေနေ self reflection နဲ့ self blaming ရဲ့ကွဲပြားခြားနားတဲ့ပုံကို ရှောင်းရင်းလုပ်ပေးတာဖြစ်ပါတယ်။အာနောက်ရက်ဒီမှာဆိုလို့ရှိရင်လေယူတို့အတွက်အကျိုးရှိရင်မဲ့ဗီဒီယိုလေးကိုမျှဝေပေးမှာဖြစ်လို့ subscribe လုပ်ခဲ့ပေးကြပါရှင်။အားလုံးကျေးဇူးတင်ပါတယ်။